ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကသိမ်းပိုက်စေလက်နက်ရှာအညံ့ခံခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတေဆုံးနှင့်ပျောက်ဆုံးစရင်းဝင်ထားသော အရာရှိစစ်တီများ၏ကြံရစ်သူဇနီးများနှင့်မိသားစုဝင်များအလုံးကိုစစ်ကောင်စီကခန်းစားခွင့်နှင့်လစာထုတ်ပေးမှုများရပ်ဆိုင်းထားကြောင်းသိရှိရသည်ကိုကအမန်ဒီက2024ဩဂုတ်လတွင် လာရှိုးမျိုးနှင့်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတိမ့်ပိုက်ခဲ့ကြ ရင်းနာလာရှိုမျိုးနှင့်ရာမခကို MNDAA ကသိမ့်ပိုက်ပြီးနောက်လွန်မြောက်ခဲ့ကြသောကြံရစ်သူမိသားစုများနှင့်ဇနီးများကမိုင်းရန်နှင့်တန်ရန်တွင်အရှိဆိုင်သောတပ်များနှင့်တပ်အရာရှိများထံဆက်သွယ်တရင်ပေးပို့ခဲ့ကြကြ။လာရှိုနှင့်ရာမခကြဆုံပြီးနှလားအကြာ2024အောက်တိုဘာလမှစတင်၍တေဆုံပျောက်ဆုံနှင့်လက်နက်ရှအညံ့ခံခဲ့ကြသောကြံရစ်သူဇနီးများနှင့်မိသားစုဝင်များကိုခန်းစားခွင့်လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရှိရသည် ကိုအမျိုးသားရဲ့လစာတွေကိုကြံရစ်သူဇနီးနဲ့မိသားစုဝင်တွေကိုမနစ်ကအောက်တိုဘာလမှာပြန်စာထုတ်ပေးတယ်။အပြည့်တော့မရဘူးမူလလစာရဲ့တဝက်ကိုပေးတယ်။တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်။အဲ့ဒါအခုတော့မရတော့ဘူးရက်သွားပြီးဘာလို့လဲတော့မေးတာလည်းမရဘူး။တချို့ကလစာထုတ်မရတာလေးလလောက်ရှိပြီးတချို့ကတော့မတ်လနဲ့ဧပြီလကစပြီးထုတ်ခွင့်မပေးတော့ဘူး။ ။တက်ရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းထားတာလို့ပဲပြောတယ်။အရာရှိစစ်သည်တွေရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာဟုလာရှို့တွင်ပျောက်ဆုံးနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတဦးဤဇနီးကရှင်းပြသည်။ထို့ပြင်လာရှိုးတွင်တည်ဆုံခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကြာရစ်သူမိသားစုဝင်များမှလည်းအသက်အမခံကြေးအပါအဝင်မြေတိအခွင့်အရေးမှစစ်ကောင်စီထံမှမရရှိကြ သေဆုံးသောစစ်သည်နှင့်အရာရှင်များတွင်အလောင်းမပြနိုင်သူများကိုရှောက်လာဆောက်ခိုင်းပြီးရှောက်လာကျော်မှကြံရစ်သူမိသားစုအတွက်ခန်းစား권ရရှိ၍ဆောင်ရွက်ပေးမည်ဟုဆိုခဲ့တော်လဲစစ်ကောင်စီကဂတိမတည်ဟုကြံရစ်သူတပ်မိသားစုဝင်များကဆိုသည်သေဆုံးဆိုရင်လည်းပျောက်ဆုံးစည်ရင်ထဲ့ပြီးရှောက်လာဆောင်ရမယ်ပြောတယ်တကယ်တမ်းရှောက်လာကြော်လို့မှဘာတည်တင်းမှမကြရရင်အတအာမခံနဲ့တခြားခန်းစား권တွေရရှိရေးလုပ်ပေးမယ်လို့ပြောခဲ့တယ်။ အခုတော့ရှောက်လာကြော်တဲ့အပြင်ရှစ်လတဲတော်ဝင်လာပြီးဘာမှလည်းမလုပ်ပေးသေးဘူးဘာမှလည်းအကြောင်းမကြားဘူးသွားမေးရင်လည်းလုံနေပါတယ်ပဲပြောတဲ့ဟုလာရှိုးအရှိစထောက်ပို့တက်ရှောက်နေရှောက်မှစစ်တီတအူဤမိခင်တအူကရှင်းပြသည်လာရှိုအရှိမြောက်တိုင်းစစ်ဌာနချုပ်သိမ့်ပိုက်ခံရသည့်တိုက်ပွဲတွင် ခုခံတိုက်ခတ်ရေးပျောက်ဆုံးသေဆုံးဖမ်းဆီးခံခဲ့ရသောစစ်တပ်အရာရှိစစ်သည်များ၏ ကြံရည်သူမိသားစုများနှင့်ဇနီးများမှာနေစရာလိုင်းကမ်းလည်းမရရှိပဲပြင်ပတွင်အလွန်ဆင်းရဲဒုက္ခကြီးစွာဖြစ်နေထရကြောင်းထို့ကြောင့်စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ထက်အတနာခန့်စာများအကြိမ်ကြိမ်တင်ပြတော်လဲတစုံတရာထူးခြားလာခြင်းမရှိကြောင်းကြံရည်သူမိသားစုဝင်များကဆိုကြသည်ယခုအခါတရုတ်၏ဂျာဝင်စွဖတ်မှုဖြင့်စစ်ကောင်စီကလာရှိုးမျိုးပေါ်စနစ်ရက်ကွက်ကို MNDAA ထံမှပြန်လည်ရယူထားပြီဖြစ်သည်